တည်တည်သွားတတ်တယ်။ဘာကြောင့်လဲ။ချိန်မှားပြီးတော့အိုလဲမိတာပါ။ဒီဇိုင်းပင်တွေဟာအထူးပြုစုမှုကိုလိုလားတဲ့အပင်တွေပဲဖြစ်ပါတယ်။သူတို့ရဲ့ဘွားဟာလည်းရှင်တန်လပဖို့အတွက်အကန့်တ်ဆိုတဲ့ဘောင်းအတွင်းကနေရှင်တန်နေရတာဖြစ်ပါတယ်။ဒါကြောင့်ပုံစံမင်းလေးတွေကိုအထူးကူးဆိုင်ဖို့လိုပါတယ်။ ဘွန်ဆိုင်မင်းလေးတွေကဘွန်အိုးထဲမှာရှင်တန်ဖို့ခက်ခဲလာတဲ့အခါသူတို့ရှင်တန်နေထိုင်ရာဘွန်အိုးလေးတွေကိုလဲလှယ်ဖို့လိုအပ်ပါတယ်။ဘွန်အိုးလဲတဲ့အခါမှာလည်းဘွန်ဆိုင်ပင်ရဲ့အမြစ်တွေကိုစစ်စစ်သိမ့်ပါတယ်။တည်နေတဲ့အမြစ်တွေကိုညှက်ထုတ်ပြရမယ်။ရှည်လျတဲ့အမြစ်တွေကိုဖြတ်ထုတ်ပြရမယ်။အမြစ်ကြားမှာအတုံးမလို့တဲ့မြေဆွေးတွေကိုဖယ်ထုတ်ပစ်ပြီးတော့မြေစာအစ်စ်ကိုအိုးမြေစာအစ်စ်နဲ့အိုးအစ်စ်မှာရှင်တန်စေရမှာပါ။ ဒါပေမဲ့အဲ့ဒီလိုဘုံအိုးလဲတဲ့အခါမှာဘုံစုဆိုင်ပင်လေးတွေဟာတည်ဆုံးတွားတက်ကြပါတယ်။ဘာကြောင့်ပါလဲ။လီယိုဘုံဆိုင် energy channel ကနေကြိုဆိုလိုက်ပါတယ်။ဒီတစ်ခေါက်ဗီဒီယိုမှာတော့ဘုံဆိုင်ပင်လေးတွေကိုအိုးပြောင်းတဲ့အခါဘုံဆိုင်ပင်လေးတွေကတည်ဆုံးတွားတက်တဲ့အကြောင်းရင်းကိုပြောပြသွားမှာဖြစ်ပါတယ်။ဒီအကြောင်းကိုမပြောခင်မှာကျွန်တော် channel လေးကို like and subscribe မလုပ်ရသေးရင် like and subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုပါရစေ။ ဘွန်ဆိုင်မင်းလေးတွေကိုအိုးပြောင်းပြည့်တဲ့နောက်ထိဆုံးသွားတဲ့အဓိကအကြောင်းအရင်းတွေထဲကနေပထမဆုံးပြောချင်တဲ့အကြောင်းရင်းကတော့ဘွန်ဆိုင်မင်းတွေကိုအိုးပြောင်းတဲ့အချိန်အခါမာရင်ချင်းကြောင့်ပဲဖြစ်ပါတယ်အချိန်အခါမာရင်နဲ့အကြောင်းကတော့အပင်တွေရဲ့တဘာဝကြီးထွားမှုကလဥမာနှွေဥရသည်မဟုတ်ပဲအိုးပြောင်းမိပါကအပင်ရဲ့ဇီဝဖြစ်စဉ်ကိုအနောက်ရှက်ဖြစ်စေပါတယ် အပင်ကဆွတ်ရပြီးတေဆုံးတဲ့အထိဖြစ်နိုင်ပါတယ်။အိုးပြောင်းတဲ့နေရာမှာ အပင်ကိုဒီအိုးကနေထုတ်ယူပြီးတော့တခြားအိုးထဲကိုထည့်လိုက်ုံနဲ့မပြီးပါဘူး။အိုးပြောင်းတဲ့အချိန်မှာ အမြစ်ကို ရှင်းပေးရပါတယ်။တေဆုံးဆွေးမြင့်နေတဲ့အမြစ်တွေကိုဖယ်ရှားခြင်းအလွန်အမင်းကြီးထွားနေတဲ့အမြစ်အမြစ်တွေကိုဖျက်ထုတ်ခြင်းအမြစ်ခွဲခြင်းစသည်ဆောင်ရွက်စရာအများကြီးကိုဆောင်ရွက်ကြရတာဖြစ်ပါတယ်။ ဒီလိုဆောင်ဒီလိုလုပ်ငန်းဆောင်တာတွေကိုဆောင်ရွက်ပြီးမှတခြားတင့်လျော်တဲ့အိုးထက်ကိုပြောင်းထည့်ပေးရတာပါမိုးများတဲ့မိုးရသည်လိုမျိုးမှာအမြင့်ဖြတ်မိမယ်ဆိုရင်မိုးများတာကြောင့်အမြင့်ပုတ်ပြီးလဲတည်နိုင်ချေရှိပါတယ်ဒီလိုပြဿနာမဖြစ်အောင်ဖြေရှင်းနည်းကတော့တွင်ဥကာလ match AB မှာအိုးပြောင်းဖို့အကောင်အကောင်ဆုံးကာလပါအပင်ရဲ့ဇီဝဖြစ်စဉ်အစ်စ်ဖြွံ့ဖြူးမှုစတင်တဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်လဲအပင်ကပြန်လည်နလန်ထဖို့လွယ်ကူပါတယ် နမနစ်အမားကတော့အမြင့်တွေပျက်စီးသွားတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ဘွန်ဆိုင်ပင်တွေကိုအိုးလဲလဲရာမှာမဖြစ်မနေလှုပ်ဆောင်ကြရတဲ့အချက်တစ်ခုကတော့အမြင့်တွေကိုတန့်ရှင်းရေးလုပ်ပေးရပြီးတော့မလိုလားအပ်တဲ့အမြင့်တွေကိုဖယ်ရှားဖြတ်တောက်ရပါတယ်။အဲ့လိုအမြင့်တွေကိုဖြတ်တောက်ရမှာအမြင့်ကိုအလွန်ကျွံဖြတ်ဖြတ်မိတာဒါမှမဟုတ်ဖြတ်ရမှာအသုံးပြုတဲ့ကိရိယာမတန့်ရှင်းတာမထက်မြက်တဲ့ဓာတ်တွေကိုအသုံးပြုပြုတဲ့အတွက်ကြောင့်အမြင့်တွေကဖာလန်ကျဲသွားမယ်ဆိုရင် အပင်တွေကအစာအာဟာရနဲ့ရေကိုစုပ်ယူနိုင်စမ်းလျှော့သွားမဲ့အပြင်ပိုးဝင်ပြီးပုတ်တက်ပါတယ်အပင်အမျိုးအစားပေါ်မူတည်ပြီးတော့အမြင့်30ရာခိုင်နှုန်းကနေ80ရာခိုင်နှုန်းအထိအမြင့်တွေကိုဖြတ်တောက်နိုင်ပါတယ်အမြင့်ကိုလုံးဝအထိမခံတဲ့အပင်မျိုးအစားတွေလည်းရှိပါတယ်ဒီပြဿနာကိုဖြေရှင်းဖို့ဆိုရင်တော့အမြင့်ကိုတေချာစွာဖြတ်ရမှာပါထက်မြပြီးတော့တန့်ရှင်းတဲ့ကိရိယာကိုအသုံးပြုပြီးတော့အမြင့်တွေကိုမထိခိုက်စေဘဲလိုတလောက်တာဖြတ်စီလိုပါတယ် နံပါတ်3အမားကတော့ရေလောင်းနီမာရင်ချင်းပဲဖြစ်ပါတယ်။အိုးလဲလဲထားတဲ့အပင်ကိုလဲလဲတဲ့နေ့မှာပဲရေတဝလောင်းလိုက်ပြီးရင်ရပါပြီ။ရေကိုနေ့တိုင်းလောင်းစရာမလိုပါဘူး။ရေအလွန်အမင်းလောင်းမယ်ဆိုရင်ဖြတ်ထားတဲ့ဒဏ်ရန်ကနေရေဝင်ပြီးတော့အမြင့်ပုတ်တက်အဲဒါကြောင့်ရေလုံးဝမလောင်းပါကလည်းအပင်က၆တွေ့သွားနိုင်ပါတယ်။ဒါကိုဖြေရှင်းဖို့ကတော့ဘုံအိုးပေါ်မှာရှိတဲ့အပေါ်ရမြေစာတွေ၆မှရေထပ်လောင်းပေးဖို့လိုပါတယ်။ နောက်တစ်ချက်ကမြေဆိုနေလဲရေမဝတ်စေအောင်ဂယုဆိုက်ရပါမယ်ဘွန်ဆိုင်ပင်အမျိုးအစားလိုက်ပေါ်မူတည်ပြီးတော့ရေလောင်းမှုကိုချိန်ညှိပေးရပါမယ်ဦးလဲလဲတဲ့အခါရေစင်ကောင်းတဲ့မြေစာကိုမတုံးမိချင်ကလည်းဘွန်ဆိုင်ပင်ကိုတည်စေနိုင်တဲ့အချက်တစ်ချက်ဖြစ်ပါတယ်ရေစင်မကောင်းတဲ့မြေစာတွေဟာဘွန်အိုးထဲကို လေဝင်လေထွက်အဲလေမကောင်းစေပါဘူး လေဝင်လေထက်မကောင်းတဲ့ဟာမြေစားတွေဟာအမြင့်တွေကိုပိတ်ဆို့စေပြီးတော့အမြင့်ကိုကောင်းစွာအလုံးမလုံးစေပါဘူးဒီအချက်ကိုဖြည့်ရှင်းဖို့ကတော့ဘွန်ဆိုင်ပင်အတွက်တည်တံ့ထုတ်ထားတဲ့မြေစားကိုသုံးစစ်ချင်ပါတယ်မြန်မာပြည်မှာတော့ဘွန်ဆိုင်အတွက်တည်တံ့ထုတ်ထားတဲ့မြေစားမရှိတဲ့အတွက်ကုဒေတာမှာရှိတဲ့အစင်ပြည့်မဲ့ကြောက်ပွားတွေကိုရော့ဆက်ပြီးရေစင်ကောင်းအောင်ဆက်ဟပ်ပေးရပါမယ်မြန်မာပြည်မှာတော့ဘတ်ဂျက်ခိုင်သူတွေအတွက်ပါလိုက်ကလေးဘောနဲ့မီတောင်ချောကြောက်တွေကိုဝယ်ယူရရှိနိုင်ပါတယ် နောက်တစ်ချက်ကတော့ဘွန်အိုးပြောင်းလဲရမှာဘွန်ဆိုင်ပင်တွေတည်ဆုံးရတဲ့နောက်တစ်ချက်ကတော့ဘွန်ဆိုင်ပင်တွေဟာပြောင်းလဲမှုဒဏ်ခံရခြင်းကြောင့်လည်းဖြစ်နိုင်ပါတယ်ဘွန်ဆိုင်ပင်တွေဟာအိုးလဲတဲ့အချိန်တဲ့အချိန်မှာဒဏ်ရအနာတရရရှိသွားတဲ့လူနာတယောက်လိုပါပဲအိုးပြောင်းပြီးတဲ့နောက်မှာအပူချိန်အလင်းရောင်စုတ်ထိုင်းစားတော့ဟာရုတ်တရက်ပြောင်းလဲသွားမယ်ဆိုရင်အပင်ဟာဖိစီးမှုခံစားပြီးတော့တည်ဆုံးနိုင်ပါတယ်ဒါကိုဖြေရှင်းဖို့ဆိုရင်တော့ အိုးပြောင်းပြီဆိုရင် အပင်ကိုအရိပ်ရရပြီးအေးတဲ့နေရာမှာထားရပါမယ်။လေပြင်းတိုက်တဲ့နေရာ၊နေအောင်ချီဓာတ်ရိုက်ကျတဲ့နေရာကိုရှောင်ရပါမယ်။နောက်ဆုံးအနေနဲ့ဘွန်ဆိုင်ပင်ကိုအိုးလဲပြီးတည်ဆုံရတဲ့အကြောင်းရင်းတစ်ခုကတော့အိုးရွေးချယ်မှုမာရင်ချင်းကြောင့်ပဲဖြစ်ပါတယ်။ဘွန်ဆိုင်အိုးကိုလဲလှယ်တဲ့နေရာမှာအိုးအရွယ်စားကြီးလွန်ခြင်းဒါမှမဟုတ်သေးလွန်ခြင်းဒါမှမဟုတ်ရေထွက်ပေါက်မလုံလောက်ခြင်းတို့လည်းတည်ဆုံနိုင်ပါတယ်။ ီအတွက်ဖြစ်ရှင်ကြီးကတော့ဘွန်ဆိုင်ပင်ရဲ့နဘရီလို့ခေါ်တဲ့အမြင့်အုံထက်အနှဲငယ်တာကြီးရဲ့အိုးရွေးချယ်ရမှာပဲအဲ့ဒီရွေးချယ်လိုက်တဲ့အိုးမှာလည်းရေထွက်ပေါက်တဲ့အပင်ကိုမလုတ်အောင်ချဖို့ကြိုးချီတဲ့အပေါက်တွေပါဝင်ရမှာဖြစ်ပါတယ်နောက်ဆုံးအနေနဲ့အချင်းချင်းမှတ်သားဖို့ကတော့အိုးပြောင်းချိန်ကနှွေဥကာလမှာအိုးပြောင်းပါ အမြင့်ဖြတ်ရမှာလဲတတိထားပါအမြင့်တွေဖွာလန်းမကျဲစေဖို့ဓာတ်ထက်ထက်ကိုအသုံးပြုပါအမြင့်တွေကိုမပြက်စီအောင်တတိထားရမှာပဲနောက်တစ်ခုဘွန်ဆိုင်မြေစာရေစီးစစ်မှုကောင်းတဲ့မြေစာလေဝင်လူထက်ကောင်းတဲ့မြေစာကိုအသုံးပြုပါနောက်တစ်ချက်ကအိုးပြောင်းပြီးတဲ့နောက်လေးပတ်ကနေ6ပတ်ထိမြေဩဇာမကျွေးရပါဘူးအပင်တွေအပင်ကိုအရေးအောက်မှာပဲထားရပါမယ်နောက်ဆုံးအရေးအကြီးဆုံးအချက်ကတော့ ကြိုတင်စစ်ဆေးရမှာပါ။ဘာကိုကြိုတင်စစ်ဆေးရမလဲဆိုရင်အိုးမပြောင်းခင် အပင်ရဲ့ကျန်းမာရေးကကောင်းလားမကောင်းလားဆိုသေချာစစ်ဆေးပါ။အပင်ကောင်းကောင်းအပင်က ကောင်းမှုဆိုတာကြီးထွားနေတဲ့အားရှိနေတဲ့အချိန်ဆိုမှအဲ့ဒီအပင်ကိုဟိုအိုးပြောင်းဖို့တင့်ရောပါတယ်။ပွန်ဆိုင်ပင်ဟာဂယူဆိုင်မှုအများဆုံးလိုအပ်တော့အပင် ဖြစ်ပါတယ်။အိုးပြောင်းချိန်မှာကျွန်တော်ပြောခဲ့တဲ့အချက်တွေကိုလိုက်နာမယ်ဆိုရင်တော့အပင်တည်ဆုံးမှုက short ချနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်ခုဗီဒီယိုလေးကို ကြည့်ရှုလို့ဟိုကို့မှာအတိတ်တစ်ခုခုရရှိသွားတယ်ဆိုလို့ရှိရင် ကျွန်တော် channel လေးကိုဟိုဒီဗီဒီယိုလေးကိုတခြားသူတွေကြည့်ဖို့ share ပေးလိုက်ပါအတိတ်တစ်ခုခုရရှိသွားတယ်ဆိုရင်ကျွန်တော် channel လေးကို like and subscribe လေးနှိပ်ခဲ့ပေးပါနောက်အပတ်မှာပြန်ဆုံကြမှာလေးကျေးဇူးတင်ပါတယ်